်ဒေါသကြောင့်ဖြစ်ပေါ်နိုင်တဲ့မကောင်းကျိုးတွေအလွန်များတယ်ပေါ့ဒီချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပေးသဘောတရားကောင်းတို့မှတ်သားစရာကောင်းတဲ့ဒေသနာလေးတခုဦးဇင်းတို့ပြောခြင်းနဲ့ဒေါသဟာအပြစ်များတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လူတိုင်းလူတိုင်းဟောတဲ့လူရောနားတဲ့လူရောအလုံး ဘုရုရှင်လေးဆိုတော့စိတ်တူစရာတွေ့လာရင်စိတ်တူကြအောင်ပါဟုတ်လားမကျင်တတ်စရာတွေ့ရင်ဒေါသတွေဖြစ်ကြအောင်ပါဖြစ်လဲဖြစ်ခဲ့မှုဖြစ်လဲဖြစ်ကြအောင်ပဲပေါ့ဟုတ်လားဒါကြောင့်ကိုယ်မှာရှိနေတဲ့ဖြစ်လက်တဲ့ဒီတရားတွေရဲ့ပတ်သက်ပြီးတော့သဘောတဘာဝတွေကိုနားလည်ထားမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်အဲ့ဒါဦးဇင်းတို့ဒေါသနဲ့ပတ်သက်ပြီးတော့အပြစ်များတယ်ဆိုတာပေါ့မြတ်စွာဘုရားကောဋ္ဌနာတုတ်တံဆိုပြီးတော့အင်္ဂုတ္တပါဠိတော်တတ္တကဏိပတ်မှာဟောထားတာရှိတယ် အဲ့ဒီကောရဏတုတ်တမှာမြတ်စွာဘုရားကအမြတ်ဒေါသရဲ့အဖြစ်ကိုခုနှစ်မျိုးတောင်ဟောထားအဲ့ဒါလိုဟောတဲ့နေရာမှာမြတ်စွာဘုရားကစိတ်ဝင်စားဖွယ်ကောင်းအောင်ဟောတာပြန်တယ်။နောက်ဘယ်လိုဟောတာလဲဆိုတော့ယန္တုတဲ့ကိုကိုမုံနေတဲ့ယန္တုတွေကကိုကိုကောင်းတာတွေဘာမှဖြစ်စီခြင်းမှာမဟုတ်ဘူးတဲ့။မုံနေတဲ့ယန္တုဆိုမှတော့ကိုကိုမကောင်းတာတွေပဲဖြစ်စီခြင်းမှာမဟုတ်လား။ အဲ့ဒီမုန်းနေတဲ့ရန်သူတွေက ဖြစ်စီခြင်းနဲ့မကောင်းတဲ့အချက်ဟာခုနှစ်ချက်လောက်တောင်ပဲအမြတ်ဒေါသထွက်တဲ့ပုံစံကြီးကိုရောက်လာနိုင်မယ်တဲ့ဆိုလိုတာကဒေါသထွက်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုမုန်းနေတဲ့ရန်သူတွေကဖြစ်စီခြင်းနေတဲ့မကောင်းတဲ့အကျိုးတွေဟာကိုယ့်စီကိုဘယ်နှမျိုးလောက်တောင်ရောက်လာနိုင်တော့ခုနှစ်မျိုးလောက်တောင်ရောက်လာနိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတတ္တိမိဘိကဝေဓမ္မာတပ္ပတကဏ္ဍတပ္ပတကရဏကောရဏအာကိစ္ဆန္တိအဋ္ဌိံဝပုရိသံဝါလို့ဏိဒံကလေးတန်းပြီးတော့ဟော ြန်လို့တဲ့တပ္ပတကန္နာယန္တုတို့ဒီနှစ်တက်အကုန်သောတပ္ပတကရဏာယန္တုအကျိုးပြုဖြစ်ကုန်သောတတ္တခုနှမျိုးကုန်သောဓမ္မမကောင်းသောတရားတို့သည်ကောရဏအမျက်ထွက်ကြကုန်သောအိဋ္ဌိန်ဝမိမတို့၎င်းပုရိတံဝယောက်ျားတို့၎င်းအာဂိဆန်ဒီအစဉ်ရောက်၏လာတတ်ကုန်၏ဟောဆိုလိုတာကယန္တုတွေနှစ်တက်တဲ့ယန္တုတွေသဘောကျတဲ့မကောင်းတဲ့အကျိုးခုနှမျိုးဟာအမျက်ဒေါသထွက်ကြတဲ့ယောက်ျားမိမတွေရဲ့တဏ္ဍာန်ကိုရောက်လာနေတယ် နော်ဒါကိုစဉ်းစားဆင်ခြင်ပြီးတော့ဒေါသမဖြစ်အောင်ဖြစ်လာရင်လည်းပဲအကြခြင်းမဖြစ်အောင်ကြိုးစားအထောက်ကျရမယ်ဆိုတဲ့အတိတ်ပဲပေါ့ဟုတ်လားအဲ့ဒါယန္တူတွေတက်တက်တဲ့ယန္တူတွေကဖြစ်စီခြင်းနဲ့ဒေါသကြောင့်ဖြစ်ပေါ်လာမယ်မကောင်းကျိုးခုနှစ်မျိုးကဘာတွေတုံးဆိုတော့တဲ့အဟောတယဒုဗ္ဗံတော့အတ္တဟောဒီငါမုန်းနေတဲ့ပုဂ္ဂိုလ်ဟာရုပ်ရှင်အင်္ဂါတွေပျက်စီးသွားရင်တော့ကောင်းမှာပဲလို့မုန်းနေတဲ့ယန္တူတွေကအချင်းချင်းတောက်တာတဲ့သဘောရှိတယ် နော်မုန်းနေတဲ့ရံသူဆိုမှတော့ကိုယ့်ရံသူကိုကျုပ်ရဲ့အစဉ်ကြီးကြီးလင်းလင်းတင့်တောင့်တင့်တဲ့ကျက်သေးရှိရှိမင်္ဂလာရှိရှိဖြစ်နေတာကိုသူတို့ကပဲမြင်နေမှာပေါ့ဟုတ်လားကိုယ်မုန်းနေတဲ့ရံသူဆိုမှတော့ကျုပ်ရဲ့ရှင်ပြင်းတဲ့ကျက်သေးမရှိမင်္ဂလာမရှိပူပူဆာဆာယုံကြည်ဖို့ပဲသူတို့ကမြင်နေမှာပေါ့ဟုတ်လားအဲ့ဒါကိုကတကယ်လို့အမြင့်တော်သာထွက်မယ်ဆိုရင်အဲ့ဒီရံသူတွေဖြစ်စီခြင်းနဲ့ရုပ်ရှင်အင်ကပျက်စီးခြင်းဆိုတာကြီးဟာကိုယ့်စီကိုရောက်လာနိုင်ပေတယ်ဆိုလိုတာကဒေါသထွက်လို့ရှိရင်ရုပ်ရည်ပျက်စီးတယ်လို့ပြောတာ ဟုတ်လားဒီချက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအသေးစိတ်ကလေးပြောထားတော့ဆိုတော့ကောင်းစွာရင်မိုးချုပ်ပြီးတော့ပြီးလိန်ခြင်းစဉ်ဝစ်စားထားပါတော့လေးပဲတဲ့အကယ်၍အမျက်ဒေါသသာထွက်နေမယ်ဆိုရင်တော့သူ့ရဲ့ရုပ်ရှင်အင်္ဂါပျက်စီးနေခြင်းသာဖြစ်တယ်လို့ဆိုရမှာတဲ့ ဟုတ်လားကိုယ့်ရဲ့ရုပ်ရည်ကိုဘယ်သူမှပျက်စီးတာကိုအလိုရှိမှာမဟုတ်ပါဘူးကိုယ့်ရဲ့ရုပ်ရည်လေးကိုအေးအေးချမ်းချမ်းကြီးကြီးလဲလဲတင်းတော့တင်းတယ်ဖြစ်တာကိုပဲအလိုရှိကြမှာဟုတ်လားသို့တော့ဒေါသထွက်မယ်ဆိုရင်တော့ကိုလိုချင်တာကိုဖြစ်ချင်တာကရမှာမဟုတ်တော့မုံနဲ့ရန်သူတွေဖြစ်စီနေတာပဲဖြစ်သွားပါတော့ဒါကြောင့်အမြင့်ဒေါသရဲ့နံပါတ်1အဖြစ်ကိုဘယ်လိုမှတ်ရမှာတော့ရုပ်ရှင်အင်ကပျက်စီးတဲ့အဲ့ဒါဦးဇင်းတို့ ဒီကောရဏသုတ်တံကိုကြည့်လို့ရှင်မင်းဝဆတော်ဘုရားကြီးကအနှစ်ချုပ်လင်္ကာလေးစီထားတာ ရှိတယ်။အဲ့ဒီလင်္ကာလေးရအောင်ကျက်ပြီးတော့ရွတ်ဆူပြီးတော့ဆင်းခြင်းမဲ့ဆိုရင်အမြတ်တော်သာထိုက်တလောက်တော့နင်းနိုင်တယ်လို့တော့ထင်တာပဲ။ဟုတ်လား။ဒါဆိုကြည့်ဘလို့ရေးထားတော့ဆိုတော့ဒီဒီလောကဘုံဘဝ၌မိမယောက်ျားမြတ်ထွညာမူ ထောင်ပြားရင်းွက်ရုံရှင်းပြည့်ဤဟောဒီလောကကြီးမှာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အမြတ်တော်သာထွက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဖောက်ပြားရင်းွက်ရုံရှင်းပြည့်ဤတဲ့နော်ဖောက်ပြားရင်းွက်ရုံရှင်းပြည့်ဤအိရှက်တော့ကမချမ်းသာဘူးဟောနံပါတ်1အမြတ်တော်သာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့မကောင်းကျိုးကဘာလို့ဆိုတော့အိရှက်တော့ကမချမ်းသာဘူးတဲ့တော်သာအကြီးတဲ့ပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာမအိပ်ရတဲ့ပုဂ္ဂိုလ် ဘဝရဲ့အနာယူတဲ့အချိန်လို့ဆိုရမယ်အဲ့နေတဲ့အချိန်လေးမှာတောင်းမှသူ့မှာတက်တာခွင့်မရဒေါသအကြီးတဲ့ပုဂ္ဂိုလ်ဟာစင်းစင်းရဲ့အိယာနေရအဲ့ဒါမြတ်စွာဘုရားကအသေးစိတ်ဘလို့ပြောထားတော့ဆိုတော့လူတရားဝေကြီးတတ်နိုင်လို့အင်ကြီးတွေအကြီးကြီးဆောက် အိယာလက်ခန်းကြီးတွေတကယ့်ကိုခန္ဓာနာနာနဲ့နဂရီကြီးတွေနဲ့မွေရာကြီးတွေနဲ့ကိုစောကြီးတွေနဲ့ဟုတ်လားကောင်းကရိပါကောင်းအုံမှုတွေနဲ့တာတနာနာအိဆက်နေပါတော့လည်းပဲအကယ်၍အမျက်ဒေါသသာထွက်နေမယ်ဆိုလို့ရှိရင်သူ့ရဲ့အိဆက်ခြင်းကိုချမ်းသာသောအိဆက်ခြင်းလို့မဆိုနိုင်ဘူးတဲ့ဟုတ်တာတော့နှစ်ဒေါသထွက်နေမယ်ဆိုရင် ကုံမုန်းတဲ့လူရဲ့အကြောင်းကိုစဉ်းစားရင်းနဲ့ကိုယ့်ရဲ့မကျေနပ်ချက်တွေကိုတွေးရင်းနဲ့အန်တကြီးကြီးတောက်တစ်ခေါက်ခေါက်နဲ့အိယာပေါ်မှာဟိုဘက်နှိမ့်လိုက်ဒီဘက်နှိမ့်လိုက်နဲ့သူ့ရဲ့အိတ်ဆက်ခြင်းဟာချမ်းသာသောအိတ်ဆက်ခြင်းဖြစ်နိုင်မှာမလားမဖြစ်နိုင်ဘူးဒါကြောင့်ပြည့်တဲ့ဘောင်းတော်တို့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဟာအနားယူတဲ့အချိန်လေးမှာတောင်မှသတ္တခွင့်မရရှာဘူးလို့စဉ်းစားပြီးတော့လည်းပဲအမြတ်ဒေါသမဖြစ်အောင်ကြိုးစားဖို့မလိုဘူးလားလို့လေနှစ်ချက်ရှိသွားပြီတော့နှစ်ချက်ရှိသွားပြီနော် ဤသည်လောကဘုံဘဝ၌မိမယောက်ျားမြတ်တွင်ညာမူဖောက်ပြားရွင်ွက်ရုပ်ရှင်ပြက်ဤအိရှေဒုက္ခမချမ်းသာဘူးပြုရာကိစ္စဝဝ၌ကောဒလွန်မှုအမျက်ဆိုးကြောင့်ကျိုးမဲ့ကိုပင်ကျိုးရှိတင်လည်းရကျိုးဝင်ရှိလက်မရှိမှ၍ကျိုးချောပြုမှကျိုးမများသည်ဟောနမတုအမျက်ဒေါသကြောင့်ကိုယ်စီကိုရောက်လာမဲ့မကောင်းကျိုးကပါလဲဆိုတော့ ပြုရာကိစ္စအဝဝ၌ကောဒတော်မူအမျက်ဆိုးကြောင့်ကျိုးမဲ့ကိုပင်ကျိုးရှိတင်လျက်ကျိုးပင်ရှိလက်မရှိမှတ်၍ကျွတ်ကျော်ပြုမှကျိုးမများသည်နော်စလိုကြီးရေးထားတဲ့စကားလုံးလေးတွေအလွန်ရှင်းတယ်လို့ဆိုနိုင်တယ်နော်လူတယောက်မျက်တော်သားထွက်လာပြီဆိုလို့ရှိရင်လုပ်ရှားလုပ်ကိစ္စပြောရှားလုပ်ကိစ္စတွေကျုံလာပြီဆိုတာနဲ့အကျိုးမရှိတာတွေကိုလည်းအကျိုးရှိတယ်လို့ထင်မိမှသွားတတ်တယ်အကျိုးရှိတာတွေကိုလည်းအကျိုးမရှိဘူးလို့ထင်မိမှသွားတတ်တယ် ဲ့လိုဉာဏ်ပညာတွေပေါင်းမပြီးတော့လုံမိလို့ရတယ်လုံပြောမိပြောရတယ်ပြောပြီးတော့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဟာကိုကြိုးကြီးကောင်းကောင်းနေတတ်တယ်တဲ့ ဟုတ်လားဒေါသထွက်နေတဲ့အချိန်မှာပေးတဲ့ဘောတော်တော်လို့သူ့ရဲ့မှန်မှန်ကန်ကန်သိနိုင်မြင်နိုင်တဲ့ဉာဏ်ဟာကန်းသွားတဲ့ဘောမျိုးရှိဘူးလားရှိတယ်နော်ဉာဏ်ပညာတွေကကန်းသွားတဲ့ဘောရှိတဲ့အတွက်ကြောင့်လုပ်တွေအကျိုးတွေမှားပြီးတော့မှားရင်းချင်းရဲ့အကျိုးရလဟာအကျိုးမဲ့ခြင်းကလွယ်လို့တခြားမဖြစ်နိုင်ဟုတ်လားအဲ့ဒါကိုမှဒေါသတွေအားကြီးလို့အလုပ်တွေပြောနေမှပြီးတော့အကျိုးမဲ့ရတယ်ဆိုတာကိုမြန်မုန်းတဲ့ရန်တွေကတိကျမြင်ခဲ့မှဆိုရင်မဖြစ်ကြဘူး။သဘောကျမှာပေါ့။ဟုတ်လားဒါစဉ်းစားဖို့မလိုဘူးလား။ ကိုကတော့ယန္တူတွေကိုသဘောကျသိခြင်းနဲ့စိတ်ပဲရှိမှာတော့သို့တော့ကိုယ့်ရဲ့ဒေါသကယန္တူကိုသဘောကျအောင်လုပ်လိုက်တဲ့သဘောမျိုးမရှိဘူးလားရှိတယ်။ဒါကြောင့်မြတ်စွာဘုရားကသပ္ပတကန္တာယန္တူတို့နှစ်သက်တယ်လို့ဆိုတယ်။ဒေါသဖြစ်လာရင်ကြားရှိမဲ့အကျိုးကျေးဇူးကိုယန္တူတွေကသဘောကျဟုတ်လား။ဘယ်နှချက်ရှိသွားပြီတော့သုံးချက်ရှိသွားပြီနော်ဒေါသအားကြီးရင်လုံမိလို့ရပြောမိပြောရတယ်လုံရင်ပြောရင်းနဲ့အကျိုးမဲတယ်ဟုတ်တာပေါ့ ီရေဒနာရဲ့နောက်ပိုင်းမှာမြတ်စွာဘုရားပြောတာဒီအလွန်သဘာဝကျတာဒီတစ်ခုရှိတယ်။ဒါပြောတာတော့ဆိုတော့လူတယောက်ဒေါသလွန်လာပြီဆိုလို့ရှိရင်တဲ့ဒုက္ကရံဝိယဒုက္ကရံခက်ခဲတဲ့ကိစ္စတွေကိုလွယ်ကူသလိုမျိုးလုပ်ဖြစ်တယ်တဲ့နော်ဒေါသထွက်လာပြီဆိုရင်ဘာတဲ့ခက်ခဲတဲ့ကိစ္စတွေကိုလွယ်ကူသလိုမျိုးလုပ်ဖြစ်တယ်တဲ့အဓိပ္ပာယ်ကမပြောတာလို့ဆိုတော့ပုံမှန်ချိန်မှာမလုပ်ရဲတဲ့အလုပ်ကိုဒေါသဖြစ်နေတဲ့ချိန်မှာလုပ်ရဲတဲ့ဟုတ်တယ်ပေါ့လား ံမှချိန်မှမပြောရတဲ့စကားမျိုးကိုဒေါသဖြစ်နေတဲ့ချိန်မှာလွယ်လွယ်လေးပြောရတယ်။အဲ့ဒါပြီးတော့မှသာအကိတ္တထောဝတ္တပတိမီးလောင်ခံရတဲ့လူလို့ပူကြရတာတဲ့။ ဟောပြောထားပုံလေးအလုံးမသေးကြဘူးလားဟမ်တက္ကသမတို့ဦးဇင်းကြီးရဲ့ဘဝမှာလည်းပဲအဲ့ဒီအတွေ့အကြုံတွေရှိမယ်လို့ထင်ပါတယ်ဟုတ်လားဒေါသဖြစ်နေတဲ့အချိန်မှာခက်ခဲတာကိုလွယ်ကူစလိုမျိုးလုပ်လိုက်တယ်နောက်ဒေါသကလည်းမြောက်ပေးတာကိုလုပ်ပြလိုက်ပြောပြလိုက်ဆိုတော့ကိုကလည်းအဟုတ်ကြီးထင်ပြီးတော့လှုပ်ချလိုက်တယ်ပြောချလိုက်တယ်ပြီးတော့မှပါလေမီးလို့ပူကြရတာဟုတ်လားဒါကြောင့်ပြည်တဲ့ပေါင်းတော်ကောင်းတို့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်တွေတတိယမြောက်ရလာနိုင်တဲ့အကျိုးကပါတော့ အကျိုးမဲ့ခြင်းဟုတ်လားဉာဏ်ပညာပေါက်မှပြီးတော့အကျိုးနေခြင်းဒါပဲရနော်ဘယ်နှချက်ရှိသွားပြီတော့သုံးချက်ရှိသွားပြီနောက်လေးခုမြောက်ပါပြောတော့ဆိုတော့ဥစ္စာရုပ်လည်းရဲ့ဂုံတိမ်ပြည့်၍မိဖက်ကင်းกว่าဟောဥစ္စာရုပ်လည်းရဲ့ဆိုတာကဒေါသအာကြီးတဲ့ပုဂ္ဂိုလ်ဟာစီးပွားဥစ္စာတွေရုပ်တည်းပျက်စီးသွားတဲ့တည်းဘာကြောင့်ပျက်စီးနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအသေးစိတ်ကလေးပြောတာတော့ဆိုတော့ဒေါသအာကြီးတဲ့ပုဂ္ဂိုလ်ဟာ အလုပ်တွေပြောတယ်မှပြီးတော့အခက်မသိရင်ယာစိုးမှုတွေဖြစ်တတ်တယ်လေနော်ယာစိုးမှုဖြစ်ပြီဆိုရင်တော့သူခက်ခက်ခဲခဲရှာဖွေဆူဆောင်းထားတဲ့ဥစ္စာပစ္စည်းတွေဟာမင်းမန္တာတိုက်ထဲကိုပဲရောက်သွားနိုင်တယ် မြမနာလိုက်ဆိုတာမြတ်စွာဘုရားခေတ်ကအသုံးလုံးလေးပေါ့နော်လူငယ်တွေနားလည်အောင်ပြောရမယ်ဆိုရင်တော့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဟာရာဇဝတ်မှုတွေလွန်ကျူးမိပြီးတော့သူရှာထားတဲ့ဥစ္စာပစ္စည်းတွေဟာတရားရုံးကိုတွားတွားနေရတာနဲ့ပဲကုံသွားလိမ့်မယ်လို့ပြောတာဟုတ်လားအဲ့ဒါကိုမှဒေါသကြောင့်အဲ့လိုရာဇဝမှုတွေဖြစ်ပြီးတော့စီးပွားပြည့်ရတယ်ဆိုတာကိုများမုန်းနေရန်သူတွေကတိခဲ့မြင်ခဲ့မယ်ဆိုရင်မဖြစ်ကြဘူး။သဘောကျမှာပေါ့ဝမ်းသာမှာပေါ့နော်။အေးဘယ်နှချက်ရှိသွားပြီတော့၄ချက်ရှိသွားတာ။ ဥစ္စာရုပ်လည်းရုံတိမ်ပြည့်၍မိဖက်ကင်းกว่าဟောဂုံတိမ်ပြည့်၍နံပါတ်5အမျက်ဒေါသကြောင့်ဖြစ်လာနိုင်တဲ့မကောင်းကျိုး အဟောဝတ္တယနယတဝအတ္တဟောဒီငါမုံနေတဲ့ပုဂ္ဂိုလ်အချမ်းရည်ဒီအကျော်စောဒီနာမည်ကောင်းဒီပြည့်ပြီးတော့တိတ်ခါဒီကြပ်ပြီးတော့ရှစ်ဒီပွဲသွားရင်ကောင်းပါပဲလို့မုံနေတဲ့ယန္တူတွေကအချင်းချင်းတောင်းတတဲ့သဘောရှိတယ်တဲ့ဟုတ်လားအဲ့ဒီယန္တူတို့ရဲ့၅ခုမြောက်တောင်းတခြင်းဟာအမြတ်တော်သားကြောင့်ကိုယ်စီကိုရှောင်းလာနိုင်တယ်တဲ့ဆိုလိုတာကဒေါသအားကြီးလို့ရှိရင်ဂုံတဲ့င်းကောင်းဒီပြည့်စီတဲ့ ဗလာမြတ်စွာဘုရားကဂုံတင်ကောင်းတယ်နမေကောင်းတယ်ဆိုတာကဘဝမှာလွယ်လွယ်နဲ့မရတတ်ဘူးတဲ့အလွန်တရာဆောင်းစည်းနိုင်မှအောင်ဤနိုင်မှကြိုးစားအထုနိုင်မှနမေကောင်းလေးတွေဆိုတာရဟုတ်လားအဲ့ဒါလိုခက်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 တိဆောက်ယူထားရတဲ့ဒီနမေကောင်းလေးတွေဟာတခါတည်းမှာဒေါသတစ်ချက်ထွက်လိုက်တဲ့လူကြီးထဲမှာအမူအရာတွေပြက်ပြီးတော့ တကားတွေမှားပြီးတော့အချက်တွေကွဲသွားတာမျိုးတိတ်ခါတွေကျသွားတာမျိုးမရှိဘူးလားရှင်နော်အဲ့ဒါဆိုလို့ရှင်ကိုယ်မှာနောင်တာတွေနဲ့ဟောငါပြောမိတာမှားလိုက်တာလုံမိတာမှားလိုက်တာဆိုပြီးတော့ပူပူလောင်လောင်ဆင်းဆင်းရဲနေရတဲ့အစိပ်ပိုင်းကောင်မရှိဘူးလားရှိတယ်အေးဒါကြောင့်ပြည့်တဲ့ဘောတော်တို့ဒေါသအာကြီးလို့ရှိရင်ယတလို့ဆိုတဲ့အချာရအကျော်စောနာမည်ကောင်းကုန်တဲ့ကောင်းတွေဖြစ်စီတဲ့တဲ့အဲ့ဒါချက်ရှိသွားပြီတော့အေး ဥစာရုပ်လည်းရကုန်သိမ့်ပြည့်၍မိဖက်ကင်းကွာမိဖက်ကင်းကွာဆိုတာကဘာပြောတာလဲဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဟာမိကောင်းရွှေကောင်းမရှိတတ်ဘူးတဲ့ရှိရင်လည်းမခိုင်မြဲတတ်ဘူးတဲ့နော်ချစ်မဲ့ခင်မဲ့လူမရှိတတ်ဘူးရှိရင်လည်းဒါရှိမခိုင်မြဲတတ်ဘူးနော်ဘာကြောင့်လဲဆိုတော့ပိဋကပေါင်းတော်တော်တို့ဒီအချက်ကလွယ်လွယ်လေးစဉ်းစားကြည့်ရင်ကိုသိနိုင်ပါတယ် ေါသအကြီးတဲ့ပုဂ္ဂိုလ်ဆိုတာကပူလောင်တဲ့သဘောရှိတာခက်ထန်တဲ့သဘောရှိတာဆိုတော့ဘယ်သူမှမြင်လို့တဲ့သဘောတန်ဖိုးထားတဲ့သဘောမရှိလူတွေဆိုတာကသူသူကိုယ်ကိုအေးချမ်းတဲ့မေတ္တာတရားကိုတော့တန်ဖိုးထားကြတာမြင်လို့ကြတာလူကျင်ကြတာရကျင်ကြတာပူလောင်တဲ့ဒေါသတရားကိုဘယ်သူမှမြင်လို့ဘယ်သူမှတန်ဖိုးမထားဟုတ်တယ်ပေါ့လားဒေါသနဲ့ပြောလိုက်တဲ့အတန်ကိုဘယ်သူမှမကြားခြင်းဒေါသကြောင့်ဖြစ်နေတဲ့ပုံသဏ္ဍာန်ကိုဘယ်သူမှမမြင်ခြင်းကိုဟုတ်လား ဒါကြောင့်ဦးဇင်းတို့နိတိမှလည်းပြောထားတာရှိမေတ္တာတရားကတော့လနဲ့တူတယ်တဲ့ပတာလဲတာတာလဲတာတေးချမ်းတဲ့သဘောပေါ့ဟုတ်လားဒေါသတရားကတော့နေနဲ့တူတယ်ပူလုံးလောင်လုံးလို့ဘယ်သူမှမကြည့်ခြင်းဘူးမမြင်ခြင်းဘူးကြည်လည်းမကြည့်နိုင်ဘူးမြင်လည်းမမြင်နိုင်ဟုတ်လားဒါကြောင့်ပြည့်တဲ့ပေါ်တော်တို့ဒေါသအားကြီးရင်တော့ မိကောင်းဆွေကောင်းအပေါင်းအသင်းကောင်းကင်းပြီးတော့ချစ်မဲ့ခင်မဲ့လူမရှိဘဲနဲ့အထီးရန်တကောင်ကျွဲ့မေတ္တာငတ်ပြီးတော့၆ကပ်ကနေရတဲ့တဲ့ ကိုမှအဲ့လိုဖြစ်နေတာကိုမုံနေရန်သူတွေကတိခဲ့မြင်ခဲ့မှဆိုရင်မဖြစ်ကြဘူး။သဘောကျမှာပေါ့။နော်ဒါကြောင့်ပေးတဲ့ပေါင်းတော်တော်တို့ဒေါသဆိုတာလူမုံစီလို့နားလည်ရအောင်နော်။ကိုယ့်ကိုပင်ကိုယ်ကဘလောက်ချစ်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းတွေပဲဖြစ်ဖြစ်ကိုကမြေတာစိတ်တွေခဏခဏတိုးနေမှဆိုရင်ရည်ရှိမှကိုဒေါသရဲ့တံကိုဘယ်သူကမှခံနိုင်မှာမဟုတ်ဟုတ်လား။မိဘပင်ဖြစ်တော်လည်းပဲ သာသမီတွေရဲ့ပုံမှာမြေတန်းထိကနေရှိစိတ်တို့ထိကနေရှိစိတ်တို့ဟုတ်လားမြေတန်းစိတ်တိုင်းမကြတာတွေကိုကာယကံမြောက်ဝစီကံမြောက်ဖို့ပြဖို့ပြနေမယ်ဆိုရင်ကြာတော့သာသမီပင်ဖြစ်တော်တယ်ပဲဒီမိဘနာကိုကတ်မှာမဟုတ်ဟုတ်တယ်မဟုတ်လားရေရှည်မှာဘယ်သူမှဒီတန်ကိုမခံနိုင်အောင်အဲ့ဒီတော့ဘာလုပ်လို့ဆိုတော့ခလန်းလန်းကနေကြမှာပေါ့ဘယ်သူမှမကတ်ချင်နော်ဟာခလန်းလန်းကကိုနေလို့မရဘူးအချိန်နေရဟာတိတ်ရင်နဲ့အတူတူနေဖို့ဖန်တီးထားတယ်ဆိုရင်လည်းတိတ်ရင်နဲ့တော့အတူတူနေကြမှာပဲ ဒါပေမဲ့မေတ္တာနဲ့နွေးနွေးထွေးထွေးကတော့ရှိမှာမဟုတ်။ဒါကြောင့်မေတ္တာပေါင်းတဲ့ဝန်လို့ဒေါသအားကြီးရင်မိကောင်းဆွေကောင်းချစ်သူခင်သူမရှိတတ်ဘူးလို့စဉ်းစားပြီးတော့လည်းပဲဒေါသရဲ့အပြစ်ကိုနားလည်ဖို့သဘောပေါက်ဖို့မလိုဘူးလား။လို့လေပြတစ်ချက်ရှိသွားပြီတော့၆ချက်ရှိသွားပြီ။ဘုရားရုပ်နဲ့ရုပ်ကုန်တိမ်ပြည့်ပြီမိဖက်ကင်းกว่า တေသောခါလီလေးဝါပေသို့ရောက်တုံမြို့ဤတဲ့ဟောနံပါတ်ခုနှစ်အမြတ်ဒေါသကြောင့်ဖြစ်လာနိုင်တဲ့မကောင်းကျိုးကခန္ဓာကိုယ်ပျက်စီးလို့တည်ပြီးဆိုတာနဲ့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဟာယုံညံ့တဲ့ဘဝတွေကိုရောက်သွားတတ်တယ်နော်ဒီအချက်ကပိဋကပေါင်းတော်ကတော့အလုံးမသတိထားတဲ့အချက်လို့ထင်တယ်ကျန်တဲ့ဒေါသရဲ့အပြစ်တွေကိုစဉ်းစားဆင်ခြင်လာတဲ့ဒီနံပါတ်ခုနှစ်ဒေါသရဲ့အပြစ်ကိုစဉ်းစားဆင်ခြင်ဖို့ကပိုးပြီးတော့အရေးကြီးတယ်လို့ထင်တယ်။ပိုးပြီးတော့စဉ်းစားတဲ့နေနဲ့ နော်ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဟာတည်ရင်အပေလေးကိုသွားရတဲ့တည်းဆိုတာလေးဘာကြောင့်ဒီအချက်ကိုလေးနဲ့စဉ်းစားစီခြင်းရတယ်လေဒီကဓမ္မတို့အရှင်တို့တွေကအမြဲတမ်းဒီဘဝမှာဒီအနေထားလေးနဲ့မြဲတာဘောတာနေနေကြရမှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားတနေ့တစ်ချိန်မှာဘယ်တနေ့